မင်္ဂလာပါရှင်။ဘာမခိသည်တဲ့တွင်ဌာနဤထိတ်တန်းတဲ့တွင်များကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တွင်ကတော့စင်ကာပူမှရွေးကောက်ပွဲကိုအယုံအကြည်မရှိဟုပြောပြီးစင်ကာပူနိုင်ငံသားရေးဝန်ကြီး Vivian Balakrishnan ကပါဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိပေလုံမည်ဆိုကောင်းမိမိတို့ဘက်မှယုံကြည်စရာမရှိမြန်မာပြည်သူများ၏ဆန္ဒကိုထင်ဟပ်ခြင်းရှိမည်မဟုတ်ဟုယူဆကြောင်းစင်ကာပူ၏သဘောထားကိုတရားဝင်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်ညာနှင့်ဆက်လင်း၍စင်ကာပူပါလီမန်အမတ်တဦး၏အမေးကိုစာဖြင့်ပြန်လည်ရေးသားဖြေကြားရာတွင်ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါသည်။အာနာသိမ့်ပြီး9နှစ်ရောက်လာသည့်အချိန်မြန်မာနိုင်ငံ၏အခြေအနေမှာဆိုးရွားနေစေဖြစ်ပါသည်။ပြည်တွင်းစစ်တီလည်းအချိန်မလျှော့ဘဲဖြစ်ပွားနေသဖြင့်နိုင်ငံသည်အစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းဖော်ပြထားပါသည်။ပုတ်ယဟန်မင်းကြီးလီယို14ကလည်းဒုက္ခဒုက္ခများခံစားနေရသောမြန်မာပြည်သူများအား မီလီယံမနီချဘုံနိုဝင်ဘာလ9ရက်နေ့ပရိသတ်နဲ့တွဲဆုံဖွဲ့ပြီးတွင်နိုင်ငံတကာအတိုင်းဝိုင်းအားယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။၎င်းနေဖြင့်လည်းစူတောင်းမြစ်တာပို့တာပေးနေပြီးအားလုံးလည်းဝိုင်းဝန်းစူတောင်းပေးကြပါရဲ့လေတိုက်တွန်းသွားသည်ဟုဗာတီကန်သတင်းတွင်ဖော်ပြချပါတယ်။ဆေယုစုသည်၎င်းတို့အာနာသိမ့်မှုနှင့်အတူမြန်မာပြည်သူများ၏စိတ်ဓာတ်ကို ချိုးအထက်ထက်ဖြင့်ချီနောင်ထားခဲ့ရမှာယခုအခါတူရောင်ရွေးကောက်ပွဲဖြင့်တန်ချိုးအထက်ထက်ပတ်တောကလောက်ကြီးခက်ခါသို့ကိုတဏီယာတို့အပီးအပိုင်လွှင့်ပြရန်ကြံစီလာသည်ရွေးကောက်ပွဲကတဖြည်းဖြည်းနီးလာတော့လေညီသူမြစိတ်မဝင်စားမဲထဲခြင်းစိတ်မရှိ ဖြစ်လာနေသည်ကို သိမြင်လာကြသည်မဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်းလာနိုင်သည့်လူများတဲမှစိတ်မချရသူများကိုလည်းရှင်းထုတ်နေပြီဖြစ်သည်ပြည်သူများကတော့၎င်းတို့ဘက်ကပြီးသည်နှင့်ဤတို့မြေပုံ နှစ်ပေါက်တစ်ပေါက်ရိုက်လာမည်ကိုသာစောင့်ကြည့်နေကြသည်။၎င်းတို့မျောလင့်ကြီးမျောလင့်ထားသောအာဆီယံကလည်းအင်းမလုအင်းမလုဖြစ်နေသည်။တရုတ်ကလားရုရှားတို့နှင့်သာနှစ်ပါးသွားရဖို့ရှိနေ၍လက်ရှိအခြေအနေထက်မြည်တို့မြတိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေသည်။ထိုရေးကိုတက်တာလို့တက်တာညာ၎င်းတို့ဤတိခါကိုအဖက်ဆယ်၍ရလို့ရညာဂမူရှူတို့လောက်လာသည်ကမြဝရီရှိ KK ဘက်ကိုဒိုင်နမိုက်ဖြင့်ထိုက်၍ဖောက်ခွဲဖြက်စီးလိုက်ပြန်သည်ရခုအထိအဆောက်အုံပေါင်း250ရှိသည့်အနက် 24လုံးကိုဖောက်ခွဲဖျက်ဆီးလိုက်သည်ဟုသတင်းတွင်ဖော်ပြထားသည်။မင်းအောင်လိုင်ကကြားဖြတ်လုပ်ငန်းအလုံးသည်၎င်းတို့တစ္ဆာခန့်စောချစ်သူ၏ VGF နှင့်မဆိုင်ပေ KNU ပိုင်အဖြစ်ဝါဒဖြန့်နေပြန်သည်။ထို့သောလိန်ညမှုများကလည်း၎င်းတို့အပေါ်ပို၍ယုံကြည်မှုကင်းမဲ့လာဖို့သာရှိသည်။အပေအကန့်ရရော်လွန့်၍မင်းအောင်လိုင်မှနေပြည်တော်တွင်အခမ်းအနားဖြင့်တီတီတော်ဓမမဏိစောတရဖွဲ့ချင်းမြင်ထားသောကိုကန့်ရှိကြားဖြန့်ကောင်းဆောင် ရှိုကြံချီခေါ်မောင်မောင်ဆိုသူအားတရုတ်မှတည်ထန်ချမှတ်ပြီးလူမြင်ကွင်းတွင်ကွပ်မျက်ခံရတော်မူဖြစ်သည်ထို့မြမကသည် ရှိုကြံချီအားကိုကန့်ဒေတာကုံချမ်းမြို့နယ်ရှိမြန်မာလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်၍ချီးမြှောက်ခံခဲ့ရသူဖြစ်သည်နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာသောရွေးကောက်ပွဲတွင်ပါဝင်ရှင်းပြရန်ပြင်ဆင်နေသည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သောခင်မောင်ဆွေ၏အမျိုးသားဒီမိုကရေစီအင်အားစုပါတီအားထက်သိမ်းခဲ့ပြန်၍ ထိုပါတီမှအခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြသောနိုင်ငံရေးသမားဆိုသူ53ဦးသည်ကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းအမျိုးသားပါတီများဘက် ရောက်သွားပြီးထိုပါတီအောက်တွင်ရွေးကောက်ပွဲဝင်ချရမည်အဖြစ်ကိုတနာဆက်ဝဲတွေ့မြင်နေရသည်။အော်တိုဘာ25ရက်တွင်ရွေးကော်မှ96ဦးအားအမည်စရင်းမှပယ်ဖြတ်ကြောင်းကြေညာချက်ထုတ်ပြန်လာသည်။၎င်းတို့အချင်းချင်းကြားတွင်ပင်အခြေအနေများကရှုပ်ထွေးလာနေပြီဖြစ်သည်။မည်သူများလာမကြည့်သောပွဲကရန် ဇက်ခုံနောက်တွင် အချင်းချင်းသူကမြင်ငါကမြင်နေရံဖြစ်နေကြခြင်းမျိုးသာဖြစ်သည်ကျက်ဖို့ပါတီတွင်လည်းမေအောင်လိုက်က သူအလိုမရှိတော့သောဘိုးချိုဟောင်းများကိုအတင်းထိုးလို့နေ၍မကျင်မနက်ဖြစ်လာနေကြပြန်သည်ဘိုးနေဝင်ခေကထိုးခဲ့သောလူများကိုပြပတွင်တန်အမတ်အဖြစ်လွတ်တက်တော်လဲယခုအခါ၎င်းတို့ခန့်မိတန်အမတ်အစ်များကိုမြေသူများလက်မခံပဲကျန်ဖို့ထဲချောင်းထိုးလာရခြင်းဖြစ်သည်ယခုအချိန်ထိရုပ်ရှင်ဂီတအနုပညာရှင်များအပါအဝင် အလွာအသီးသီးမှအသက်15နှစ်သာပါမကျန်ရွေးကောက်ပွဲကိုဝေဖန်ပြောကြားသည့်ဆိုကဖန်စီခံရသူပေါင်း60ကျော်ရှိသွားပြီဖြစ်သည် အနုရောတွင်လူကြောလှုပ်ချင်သူများ၏ပါတီဆိုင်ပုံများအောက်တွင်ပင်ရဲအဆောင်အရှောက်များချထားပေးရသည့်အဖြစ်ရောက်ရှိလာသည်အချောင်းတိုက်ဆိုင်၍20ရာစုတွင်လွှမ်းမိုးမှုအရှိဆုံးသောဂျာမန်ပြဆက်ရေးဆရာကဗျာဆရာကြီးဗာဒော့ဖရက်ပြောခဲ့သည့်အဆိုအမိန့်ကိုတင်ပြလိုပါသည် အမှန်ကိုမသိသူများသည်လူအများသာဖြစ်သည် သို့သောအမှန်ကိုသိပါလျက်နှင့်လိညာနေသူများသည်ရာဇဝတ်သားများသာဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်စစ်ပေးကြောင့်ဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကိုနိုင်ငံတကာကမေးမထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုကမြစ်တာရက်ခန့်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်ပြည်တွင်းစစ်ပေးကြောင့်အတိဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကိုနိုင်ငံတကာကမမေ့ထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုကမိန့်ကြားမြစ်တာရက်ခံလိုက်ပါသည် ရှမန်နီနိုဝင်ဘာ9ရက်နေ့စိန့်ပီတာယဉ်ပြည်တွင်ပြုလုပ်သည့်အပတ်စဉ်စူတောင်းပွဲတွင်ပိုယဟန်မင်းကြီးလီယိုကအထက်ပါအတိုင်းမိန်ကြားမြစ်တာရက်ခံခဲ့ခြင်းဖြစ်ပါသည်။နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ပြည်တွင်းစစ်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရသောမြန်မာနိုင်ငံသားများကိုမစွန့်ပြစ်ရန်နှင့်မိမထားကြရန်အကူအညီများပေးကြရန်နှင့်စူတောင်းပေးကြရန်၎င်းကမြစ်တာရက်ခံတိုက်တွန်းခဲ့ပါသည်။ ကမ္ဘာဒေသအသီးသီးမှာလက်နက်ကိုင်ပြိပခါတွေကြောင့်ဒုက္ခရောက်နေရသူတွေအတွက်စူတောင်းပေးဖို့ကျွန်ုပ်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါတယ်။ကျွန်ုပ်တို့အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းပါတယ်ဟုပုံရဟန်းမင်းကြီးကဝိပုစုတောင်းပွဲတက်ရောက်လာသူဖျားဖူးထောင်ပေါင်းများစွာရှိတွင်မိန့်ချခဲ့ပါတယ်။လက်နက်ကိုင်ပြိပခါများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနဲ့ အခြေခံအရင်းမြစ်များချိုးတဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွေ့လီယိုကစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။ကုလသမဂ္ဂဤခံမှန်းချက်အရမြန်မာနိုင်ငံ၏အခြေအနေမှာကပ်ဘေးကြီးအဆင့်သို့ရောက်ရှိနေပြီး2025ခုနှစ်တွင်လူပေါင်း20သန်းနီးပါးအကူအညီလိုအပ်မည်ဖြစ်ကြောင်းပြည်သူ၃တမ5သန်းခန့်သည်ပြည်တွင်း၌အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာမတိမငိမ်ဖြစ်နေသောအခြေအနေများတွင်နေထိုင်ရကြောင်းသိရပါတယ်။ ယခုနှစ်မလတွင် ငလင်လှုပ်ခတ်မှုကဲ့သို့သောတဘာဝဘေးအန္တရာယ်များနှင့်နိုင်ငံတကာရန်ပုံငွေအခက်အခဲရှိခြင်းကြောင့်မြန်မာပြည်သူများ၏အခြေအနေမှာပုံမဆိုးရွားလာခဲ့ကြောင်းသိရပါသည်။ပုံရဟန်းမင်းကြီး၏မြန်မာနိုင်ငံအတွက်စူတောင်းချက်များသည့်ကမ္ဘာအစိုးရဆုံးလူသားချင်းစာနာထောက်ထားမှုအကြက်တဲများထဲမှတစ်ခုကိုရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခဲ့ပါသည်။ဒီမိုကရေစီနီလန်ချရွေးကောက်တင်မြောက်ခံထားရသောအစိုးရကိုဖျောက်ချခဲ့သည့်အာဏာသိမ်းမှုဖြင့်စစ်တပ်ကအာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင်ပြည်တွင်းပြည်ပခါကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပြီးဖြစ်ပါတယ်။2021ခုနှစ်တွင်အာနာသိမ့်မှုကိုစန့်ကျင်သောလူမှုဆန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နှင်းသဖြင့်လက်နက်ကင်တော်လည်းပေါ်ပေါက်လာကစစ်တပ်ကိုထိုင်းရင်းသားများနှင့်ဒီမိုကရေစီလိုလားသောပြည်သူများလက်နက်ကင်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။ဆလပီစစ်တပ်ကအင်တာနက်ပေါ်မှသတင်းများကိုတံပြန်ရက်နှင့်နိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်ရေးယူရန် ဖြည်တဲ့ရေးတူးဝင်ကြီးဦးဆောင်သောကော်မတီနှင့်မိပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နှစ်ကြီးစောင့်ကြည့်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းများကိုတုံ့ပြန်ရနှင်းနိုင်ငံရေးအရာတိုက်ခိုက်မှုများကိုတားမြစ်အရေးယူရန်ဖြည်တဲ့ရေးတူးဝင်ကြီးဦးဆောင်သောကော်မတီနှင့်မိပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နှစ်ကြီးစောင့်ကြည့်ရန်အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းအရသိရှိရပါတယ်။အကြံဖက်စစ်တပ်က2025ခုနှစ် ဩဂုတ်လ14ရက်နေ့နေ့စွဲဖြင့်အမိန့်ကြော်ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဆိုပါအမိန့်တွင်အင်တာနက်ပေါ်မှသတင်းတုသတင်းမှများနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများအပါအဝင်အွန်လိုင်းပေါ်မှလှုပ်ဆောင်ခြင်းများကိုတာမြင့်အရေးယူနိုင်ရေးကော်မတီတရက်ကိုဖွဲ့စည်းလိုက်ကြောင်းအဆိုပါကော်မတီတွင်ပြည်ထရေးတူးဝင်ကြီးကဥက္ကဋ္ဌအဖြစ်၎င်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတူးဝင်ကြီးကဒုတိယဥက္ကဋ္ဌအဖြစ်၎င်းအဖွဲ့ဝင်အလုံးစုစုပေါင်း70ဦးပါဝင်ကြောင်းသိရပါတယ်။အဆိုပါကော်မတီတွင်ဥပဒေရေးရာဝန်ကြီးဌာနညွှန်ချုပ် ကြံကြားရေးညွှန်ကြုံစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှအရာရှိကြီးတဦးစာသုံးလုံးဒုညွှန်ကြုံဗဟိုဘဏ်ညွှန်ကြုံရဲမှုကင်းနဲ့ဥပဒေရေးရာဌာနကြီးမှဒူရဲကျုံနှင့်မှုကင်းရဲတပ်ဖွဲ့မှပိုးဆက်ဒုညွှန်ကြုံတို့ပါဝင်ဖွဲ့စည်းထားကြောင်းသိရပါတယ်